ည်းမသိဘူးတကယ်ချစ်တယ်တကယ်ယူမယ်လည်းနင်းကြည့်လိုက်အောင်ဘယ်တော့လဲဆိုတော့မသိဘူးတဲ့နော်။ဘမလုံးလုံးလဲဆိုတော့တိတ်မသိဘူးကြည့်ဦး။အနာမေရောပါတယ်လား။နာမေရတော့သူစာမျိုးလို့ပြော။သူစာမျိုးလို့ပြောတာပဲ။ပြောတာပဲလား။ तू ဘလို့လက်ဆောင်ပဲပေးပေးမောင်လေးလက်ခံနိုင်လား။လက်ခံနိုင်မှာ။တကယ်လို့ကောင်မလေးကလမ်းခွဲချင်းနေတယ်ပေးရဆိုရင်ကောလက်ခံလို့ရလား။ညစဉ်ပြန်ကြည့်တော့လေပေါ့။ဘာဖြစ်လို့လဲ။ဟုတ်တယ်လေပြန်ကြည့်တော့လေတော်လေးဘာလို့မှလဲ။တော်လမ်းခွဲဝေးပြရဆိုမှတော့ယူရလိုက်လေဟုတ်တယ်မလား။ကမတ်တွေရမ်းချစ်တယ်ပေါ့ဆယ်။ ဒါရုံမိကြပါတူကနေတူဟုတ်လားဒီလက်ကျွန်တော်ရုံမိကြလေဒီဘက်လဲပဲဒီဘက်နော်ဒီစာဘောက်လဲပဲနော်သူ့ရမ်းချစ်တယ်ပေါ့တယောက်ဆိုတယောက်ပေါ့မောင်လေးနောက်တယောက်မရှိဘူးလားကြီးသားတွေကတော့အများကြီးရှိတယ်ဟာဟာကြီးသားတွေအများကြီးရှိတယ်ဒါပေါ့ဒါပေမဲ့ယူမသူ့တယောက်တွေပဲပေါ့嗯သူ့တော့ပြောထားပါလေကြိုးပြန်လာယူမယ်လို့ပြောထားပြန်လာယူမယ်ပြန်မလာမယူဘူးပေါ့မောင်လေးလိုက်သွားဖို့စစ်စစ်မရှိဘူးလားဒီမိသားစုကြတော့ဘလို့မအဆင်ပြေဘူးလေဒီမှာဖေမေကြီးမဲ့တို့မရှိဘူးပေါ့ ရှိလေညီမတို့ရှိလေငယ်သေးရလေဒီမှာနေလဲပတ်စံလဲရှာရပဲမလားဟုတ်တယ်ဒါပေမဲ့ပတ်စံရှာတာတော့အမှန်ပါပဲခုပြောနေပြမိသားစုနဲ့နေထွေးမှုကြောင့်မတူဘူးလေအော်အဲ့ကြောင့်မလိုက်သွားချင်မှာပေါ့ဟုတ်တယ်သွားချင်မှာအဲ့ဆိုရင်လက်ဆောင်ရင်ကြည့်လိုက်နော်ကောင်းမလေးလဲပို့ခိုင်းပြီဆိုတော့ပေါ့နော်ဘာလက်ဆောင်လေးဖြစ်မလဲပေါ့နော်ဒီခက်မှန်ကြည့်ရအောင်ဘာလက်ဆောင်လေးဖြစ်မလဲမတည်ဘူးသူကတော့ပြောတော့ပြောတာပေါ့ဟုတ်လားဘာလက်ဆောင်ဖြစ်မလဲတော့မတည်ပါဘူးကောင်းမလေးကကောင်းနေလဲမရောက်သေးဘူးဆိုတော့ကောင်းမလေးကဘယ်ရလဲဒီဘတော့ပြီးပါဒီဘိုင်းလို့ပြောပါပဲမင်းမင်းဝဲရမှာ ေချာပြေနော်ဒိုဘိုင်းလို့ပြောရမလားဟုတ်လားဒိုဘိုင်းမှနေရလားအပြင်မှာတွေ့ဖို့လားမတွေ့ဘူးတခါမှမတွေ့ဘူးဘယ်နှစ်ရှိသွားရလဲတွေ့တာမမီဒီဘက်နဲ့ဒီဘက်နဲ့ဒီဘက်နဲ့ကောင်းကောင်းပြေတော့ဟုတ်လားအာဘလောက်ချာလဲမသိတော့ဘူးပေါ့မတည်ဘူးသူလည်းပြောတာပဲမတည်ဘူးလို့သူလည်းပြောတာမတည်ဘူးအေးဘောကခက်မှန်းချီလောက်ပေါ့နော်ဘလောက်လောက်ချာသွားရလဲပေါ့နော်တလားလောက်ပဲတလားလောက်ပဲရှိသေးတယ်။အဲ့ဒီတခါမှမတွေ့ဘူးတည်းဘောနော်အဲ့ဒါတကယ်ချစ်တယ်ပေါ့။ဒါကယ်ချစ်လို့ယူမလားသူ့ ယူမပြန်လာလို့ရင်ပြန်လာလို့ရှိယူမမောင်လေးလိုက်မသွားဟုတ်လားလိုက်မသွားချင်လားလိုက်တော့ဗောကျွန်တော်စင်မပြေဘူးလေရတေချာယူကြည့်လာရောတဖာလောက်ရှိလို့လားတဖာလောက်ပါနေမှာဗောဘယ်နှသိန်းလောက်ထင်လဲသားနှသိန်းတုံးသိန်းလောက်နေမှာဗောတဖာဘူးဗောပဲနော်တေချာကြည့်တော့နှသိန်းတုံးသိန်းတူပါဒီအပေါ်နားလေးတော့မှအရွက်20လောက်ရှိရောမလို့ဗောဒါဘယ်နှသိန်းထင်လဲမိုင်းပြန်ယူသွားမှာနော်5သိန်းกว่าอืมดีอ๋อๆบ่5သိန်းเนี่ยมาบ่5သိန်းตาแล้วตาเนี่ยประสันปั้นซีเลย5သိန်းบ่เนาะ ဒါမဲ့ तू ဒီလက်ဆောင်ပေးခန်းတော့နည်းနည်းသူဆန်းတယ်နော်။ဟုတ်ပြီ။ဘာလက်ဆောင်ပြလက်ခံတော့ရရလား။ရတယ်။ရပါလေ။ဒေချာနော်။အမပြန်ပြူသွားတော့အောင်နော်။ရတယ်။ရရလေ။ခဏအမပြောပြနေတာလမ်းခွဲချင်းလက်ဆောင်လေးနဲ့ပေးရဆိုရင်လည်းလက်ခံလိုက်တော့နော်။ရတယ်ရတယ်ဟမ်ရပြင်လေရအစင်ပြေကျွန်တော်အေးဟုတ်ပြီအဲ့ဆိုရင်ဒီမှာ तू အမစာပေးထားရအမစာဖတ်ပြမယ်နော်ဟုတ် तू ကဒီကတခုလေးပဲတော့မဟုတ်ဘူးပေါ့နော် तू ကကျတော့ပစ္စည်းတခုလည်းပါသေးရပေါ့နော်အဲ့ဒါလေးကခဏကျွန်မပြမယ်နော်အဲ့ဆိုရင်မောင်လေးပြောတာဘာလဲဆောင်ပေးပေးအစင်ပြေနော် ြည့်ပါတယ်။ तू ကတကယ်တော့လမ်းခွဲချင်နေဆိုရင်လမ်းခွဲချင်နေနဲ့ပေးရဆိုရင်ကောလက်ခံပေးလို့ရလားနားလည်ပေးလို့ရလားပေါ့နော်။ပြောပြလမ်းခွဲချင်နေပေးရဆိုရင်တော့မဖုန်းနဲ့နေပေးနဲ့လူကိုတိုင်းလာပြောလေ။လူကိုတိုင်းလာပြောလိုက်လုံးဝလမ်းခွဲပေးလို့လားလဲဆိုရင်ပြောရပါဘူးဘာလို့ခွဲမှာလဲ။မခွဲရသေးချာလား။ဒီချာရင်ဒီချာရင်နော်အဲ့ဒါဒီမှာစဖတ်လိုက်မယ်နော်။ဟုတ်တယ်။ဒီချာရင်နော်လမ်းခွဲချင်လက်ဆောင်ဆိုလဲယူရတော့မှာနော်။ယူပါဘူး။အေးမပေးရခဲ့လိုက်မယ်နော်။ ျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့လည်းမဖတ်ချင်တော့ဘူး။ညမဖတ်တယ်လေ။ဆာကတော့မွေးနေ့မှာလှုပ်ပေးမလို့စစ်စင်ထားတာပါတဲ့။ဒါမဲ့ဘလို့မှမဖြစ်နိုင်တော့လို့လမ်းခွဲချင်းအနေနဲ့လှုပ်ပေးလိုက်တာပါတဲ့။ဟုတ်တယ်ဗော။ဟုတ်တယ်ဗော။မတရားဖြစ်တာဗောမဟုတ်ဘူးလား။အမလေးပေါ့နော်ဒါမဲ့တော့အရင်ချစ်ကြရလို့မလို့အရင်ပျော်ခိုင်းစေချင်တယ်ပေါ့နော်ဒါမဲ့သူမနေ့ကအမစာလေးပို့လိုက်တော့စိတ်မကောင်းဘူးပေါ့နော်အညီမလေးဘယ်လိုဖြစ်တာလဲပေါ့နော်တကယ်လမ်းခွဲတော့မှလားမဟုတ်ဘူးလားอืมမပြောလားပြပ အခုခဏနေလဲပြောလို့ပဲလိုက်တော်တို့ကအဆင်မပြေဘူးလေအေးဘောနော်သူပြန်လာနိုင်စေချင်တယ်ဘောနော်သူလည်းသူမိသားစုသူမိသားစုကြီးရတာဖြစ်တဲ့ကြောင့်မို့ဘောနော်ဒီပတိလိုက်လာမှစွန့်စားရအောင်လဲဘယ်လိုပြောရမလဲနော်အာမဖြစ်နိုင်တော့တဲ့အခြေအနေမို့လို့တဲ့အဲကြောင့်မို့ဘောနော်ဒါတော့နောက်ဆုံးနှုတ်ဆက်ချင်းလမ်းခွဲချင်းအနေနဲ့ပေးရပါတဲ့စင်ပြေလားပြေပါတယ်ဘောလုံးဆိုတော့ ကျွန်တော်ပြောပြီးသားလေပြီးရဲ့ဆိုရင်တော့မှဒါအတူပြောလို့တော့ညာပျော်ပျော်လေးတုံးပြရမှာပေါ့ဟုတ်တယ်မလားပျော်ပျော်လေးနေပြရမှာလေအေးဘောနာသူလန်ခွချင်းနေနေပြရဲ့ဆိုတော့ပျော်ပျော်လေးတွေတဲခွဲလိုက်ပါလားဟုတ်တယ်လေပြီးရင်ပြန်ဆက်သွဲတော့လားတကယ်ဖြတ်ပေးလိုက်တော့မလားကျွန်တော်တော့အခုပြောနေပြန်သူ့မင်းညာလေပြောရင်တနေ့လောက်အဆက်သွယ်မနေမလုပ်ဖဲနေနိုင်လားဆိုရင်တော့မှ तू ကမနေနိုင်ကျွန်တော်နေနိုင်တယ်သူကျွန်တော်မချစ်လို့မဟုတ်ဘူးလေကျွန်တော်ကဒါလိုမှမဟုတ်ဘူးကွာကျွန်တော်တို့မှအများကြီးပဲဆက်သွယ်ပြီးဖြတ်ခဲ့ရတယ်လေအများကြီးလေဟုတ်တယ်မလား ဆိုချင်တာအေးပါနော်အခုချိန်မှာ language လက်ဆောင်နေနဲ့ပေးရသူတော့မှ language လက်ဆောင်နေနဲ့ပေးရပဲနော်လက်ခံလိုက်ပေါ့နော်ပြီးနောက်ပြအတိရှာပေါ့နော်ဟုတ်ပြီလားအော်အဲ့လိုလည်းမချောက်ပါဘူးဘောင်းလို့ဆိုတော့မိဘတွေရှိသေးတယ်လေမိဘတွေရှိသေးတယ်အမိဘတွေရှိရတဲ့ကောင်မလေးအတိမရှာနဲ့ပတ်ဆိုင်လို့လည်းပြောတာပြောပဲနော်အဲ့လိုပြောပြောမှနောက်ထပ်အတိတွေရသွားကြရပဲနော်မဟုတ်ပြောပြောချင်တာအခု तू तू တယောက်ခဲမလို့ကွာဒါလိုမျိုးဟောလို့တာကျွန်တော်ပဲဟုတ်လေကျွန်တော်မိဘအခုပြန်နေမိဘနဲ့ဝေးတရားတွေဒီဘရောက်တဲ့ဟာတွေလည်းအများကြီးပဲလေမိဘနဲ့ဝေးတရားတွေလည်းအများကြီးပဲဟုတ်တယ်မလား ဘာရောက်တဲ့ဟာလေးအများကြီးဝေးကြီးပဲဆိုတော့ကျွန်တော်လည်းကမိသားစုနဲ့လောလောဆယ်အသက်ရှိကာလမှာအဲ့လိုမျိုးမျိုးထွေးထွေးနေခြင်းနဲ့ကွာဟုတ်ကဲ့ပါတကယ်လို့အာညီမလေးကိုပေါ့နော်ဘလိုလေးပြန်ပြောချင်လဲပေါ့နော်သူကပေါ့နော်လမ်းခွဲပေးနိုင်လားလမ်းခွဲပေးနိုင်ဘူးလားပေါ့နော်ဘလိုပြောမအောင်သူလမ်းခွဲခြင်းနဲ့ဆိုလို့ရင်လို့ဒီလိုလာပြီးတော့လမ်းမခွဲနဲ့လို့ပြောနေတာလူကိုယ်တိုင်လာပြီးမှနင်းနဲ့ချင်းဆိုင်ပြီးမှပြောလို့ ဒါကတော့လမ်းခွဲချင်းနေလည်းမဟုတ်ပဲနဲ့လက်ခံလိုက်တယ်ပေါ့နော်ဟုတ်တယ်ဒါကတော့ပတိလက်ဆောင်နေလက်ခံလိုက်ပေါ့နော်ဟုတ်တယ်ဒါကတော့မွေးနေ့လက်ဆောင်နေလက်ခံတာ तू တကယ်လို့လမ်းခွဲချင်းနေဆိုရင်ပြင်လာခဲ့လေပြင်လာပြီးလို့ရင်နင်နေချင်းနိုင်လူချင်းတွေ့ယူတာပြောလို့ကိုနေတော့သာတော့သာလူနေရတာဗျာပဲဒီမှာပါဒီမှာနော်ကိတ်ထဲမှာတော့ကစားပရလီကကျတော့တော်တော်လေးဥမာထူကြပါတယ်ရှင်အနေဝေးနေတဲ့ချစ်သူနှစ်ဦးကြားကိစ္စလေးပေါ့နော်မိတ်ဆွေတို့အမျိုးနဲ့ကမ္ဘာမှာမန့်ခဲ့ပြီးလို့ရပါတယ်